ားလုံးပဲမင်္ဂလာပါခင်ဗျာဆရာဒီနေ့ပေါ့เนาะဒီခုနှစ်သားသမီးတွေဘ ഹു တုတရအောင်ကိုယ်ဘလို့နတ်တရားစောင့်ရှောက်နေလဲဘလို့ဝိဇ္ဇာတွေစောင့်ရှောက်နေလဲအရန်သိကျင်ကြရတယ်ဆရာကိုခဏခဏမေးထားတယ်ပေါ့เนาะအဲ့တော့ဘလို့နတ်တရားစောင့်ရှောက်တာလဲလူတွေကိုဆရာတို့ဒီတာမန်ပုံကိုယ်တွေပဲဖြစ်ဖြစ်ဆရာတွေပဲဖြစ်ဖြစ်ပေါ့ဘလို့ပုံကိုယ်တွေကစောင့်ရှောက်တာလဲဆိုတာကိုဆရာပြောပြပေးမယ်เนาะဆက်ဒီဗီဒီယိုလေးဒီဒါစိတ်ဝင်စားတယ်ဘ ഹു တုတရရတယ်ဆိုလို့ရှိရင်နောက်ခုနှစ်သားသမီးတွေလည်း ဟုတုတရအောင် report လေးပြန်လုပ်ပေးသွားကြပါတော့။အဲ့တော့ဆရာပြောပြပေးမယ်။တို့ဗုဒ္ဓဘာသာရဲ့ဗုဒ္ဓရဲ့အယူဝါဒအတိုင်းကိုဆရာပြောပြပေးမယ်ပေါ့နော်။အဲ့တော့အိမ်ဆောင်နဲ့တည်းဆိုတာရှိသလား၊ကိုဆောင်နဲ့တည်းဆိုတာရှိသလားပေါ့။ဆရာတို့ကိုဆောင်နဲ့ရှိမယ်ဆိုရင်ရောဘလိုပုံကူမျိုးလဲ။ကိုဆောင်နဲ့နဲ့ပတ်သက်ပြီးတော့ဆရာတို့ကပြောပြမယ်။အဲ့တော့ကို့ကိုဘလိုပုံကူတွေကစောင့်ရှောက်တာလဲ။အဲ့တော့ကိုဆောင်နဲ့နဲ့ပတ်သက်တဲ့ဟာကိုဆရာအရင်ပြောပြရမယ်ဆိုလို့ရှိရင် လူတွေကထင်ကြတယ်ကိုစောင်းနဲ့ဒီနော်ဟိုအစည်းဝေးအိယာနိုးလာလို့ရှိရင်ဒီကိုစောင်းနဲ့ကိုကအိယာထားနောက်ကြရင်ကိုစောင်းနဲ့ကနတ်ပြည်မှာအစည်းဝေးနောက်ကြမယ်လို့ပြောလို့ရှေ့ကလူကြီးတွေကငငယ်တော့ဆရုခလေးဘွားတွေမှာပြောပြခဲ့ပူတဲ့အခါတွေလည်းကြားခဲ့ပူမယ်အဲ့ဒါတွေဒီဘာလို့ဆိုခလေးတွေစောစောထထတ်အောင်ဝရိယအားကောင်းပြောတာပေါ့နော်တကယ်တမ်းကိုစောင်းနဲ့ဒီဆရုရဲ့ကိုမှတစ်ချိန်လုံးစောင့်နေတာမျိုး မဟုတ်ဘူးပေါ့နော်ကိုမှာတစ်ချိန်တော့အတူတကွကိုတွင်းမှာစောင့်ရှောက်နေမယ်ဆိုလို့ရှိရင်ဒါဒီဆရာတို့ကဒါဘူးတယ်တယ်ဒါစိုင်အိမ်တယ်သွားပြီးတော့ဆရာတို့ပြောမယ်ဆိုလို့ရှိရင်ပညာတယ်ဇက်ကဲသဘောပေါ့နော်ဂန္ဓပနဲ့တည်းကအိမ်အဖြစ်ဆောက်ပြီးတော့တစ်ပင်မှာဆောက်လို့ရှိရင်လည်းဒီပြောမယ်ဆိုလို့ရှိရင်တစ်ပင်မှာလည်းကင်တပ်ပါနဲ့တည်းကဒီလိုမျိုးဒီចောင်းဆောင်ဆောက်ပြီးတော့သူတို့ရဲ့ဘုံဘိမ့်မှန်ဆောက်ပြီးတော့အမိပြုတ်ပြီးတော့နေတတ်တယ်လူရဲ့ကိုယ်ထဲမှာနေရင်တော့ပညာတယ်ဖြစ်တယ်ပေါ့ဒီလူရဲ့စိတ်ဆန္ဒအတိုင်းကိုဒီနဲ့တည်းကလိုက်လောက်ရပြီး ဒီပြောမယ်ဆိုလို့ရှိရင်မကောင်းတဲ့အတတ်ပညာတွေကိုဖြစ်စေတဲ့ဟာကိုဆရာကပညာတဲ့ဘူးလို့ခေါ်တယ်အဲ့တော့တကယ်တမ်းကျတော့လူတွေကိုဘယ်လိုဆောက်ရှောက်တာလဲဆိုတာကိုဆရာပြောပြပေးမယ်ပေါ့နော်တကယ်ဆောက်ရှောက်တာဒီဆရာတို့ကိုနေထိုင်ရာအရက်ကပတ်ဝန်းကျင်မှာရှိတဲ့နေတည်းကဆရာတို့ဆောက်ရှောက်တယ်ပေါ့နော်ဘလို့ဆောင်းလျှောက်လဲဆောင်းလျှောက်ပုံမှာဒီမိမိကဘာသာရေးအားလို့အားကြီးတဲ့ပုံကူဆိုရင်ဘာသာရေးကိုသဘောကျတယ်ကုသိုလ်ရေးဘာသာရေးလုပ်တဲ့နှက်က စောင့်ရှောက်ပါတယ်မိမိကစိတ်ဓာတ်မာကြောခိုင်ခန့်တဲ့ပုံကိုဆိုလို့ရှိရင်စိတ်ဓာတ်မာကြောတဲ့နှက်သည်တူရတူရစုပြီးစောင့်ရှောက်တယ်ပေါ့မိကမိမိကအပျော်ပါကြိုက်တယ်အရက်သေးစားတောက်စားရတာကြိုက်တယ်ပျော်ပျော်ပပနေတတ်တယ်ဆိုလို့ရှိရင်အဲ့ပျော်ပျော်ပပနေတတ်တဲ့နှက်တရားပဲစောင့်ရှောက်တယ်ပေါ့အဲ့တော့လူရဲ့စိတ်တကူတွေခွန်အားတွေမိမိရဲ့စိတ်ဓာတ်ခိုင်မာမှုကုသိုလ်တရား အားကောင်းတဲ့ပုဂ္ဂိုလ်အားကောင်းတဲ့ net ဒီဝတာတွေကစောင့်ရှောက်တယ်လို့ဆရာစာပေတွေထဲမှာလေ့လာတွေ့ရှိဘူးတဲ့အတွက်ကြောင့်မလို့ဒါဆရာပြောပြတာပေါ့နော်ဒါတိကျတဲ့ခိုင်လုံတဲ့အရာကိုပဲဆရာပြောပြတယ်အဲ့တော့မိမိပတ်ဝန်းကျင်မှာရှိတဲ့ net ဒီဒီမိမိအိမ်မှာစောင့်ရှောက်မယ်ဆိုဒီအိမ်ကလူတွေကဘာသာရေးအားကောင်းတာလားအေးအေးချမ်းချမ်းနေရတာကြိုက်တာလားတူရတူရ net ကပဲစောင့်ရှောက်ပါတယ်စူးစူးပူပူလောက်တဲ့ ဲ့တော့ဆူဆူပူပူလှုပ်တက်တဲ့အိမ်ဒီမှာဆိုလို့ရှိရင်ဒေါသအားကြီးတဲ့အိမ်ဒီမှာဆိုလို့ရှိရင်လည်းဒီတူရတူရနှက်ကပဲဆောင်းလျှောက်တယ်ပေါ့ဒါကြောင့်မလို့ဆရာတို့တွေဒီမနှက်မိုးလင်းတာနဲ့ကုသိုလ်စိတ်တွေကောင်းမွန်တဲ့စိတ်တွေနဲ့အိမ်ယုံမင်္ဂလာရှိအောင်လုပ်မယ်ဆရာပြောမယ်ဆိုရှင်ဒီပြောမယ်ဆိုလို့ရှိရင်ဖရာတော်တော်ရေတွေကတ်လူရာဝေယဝစ္စအလုပ်တွေလုပ်တာမိမိရဲ့စိတ်ကိုအေးချမ်းအောင်အိမ်ကမိသားစုဝင်တွေရဲ့စိတ်ကိုအေးချမ်းအောင်ထားမယ်ဆိုလို့ရှိရင်ဒီအေးချမ်းတဲ့သူတော်ကောင်းနှက်ကြီးတွေကကိုယ်ကိုဆောင်းလျှောက်တယ်ပေါ့အထက်နှက်ကြီးတွေကလည်း ိုယ်ဆောက်ရှောက်တယ်။ဆရာတို့ဒါကြောင့်မလို့လေဒီဟိုနတ်ဒီမာတော်မှာသူကသူနတ်ပြနတ်မွဲနတ်စင်းရဲ့ဟိုပြောမယ်ဆိုလို့ရှိရင်ကကြိုးကြောင်နတ်ဒီအများကြီးပဲမြင်ကြည့်လိုက်ပေါ့ဆရာပြောမယ်ဆိုလို့ရှိရင်လူထဲမှာတော့မှအဲတော်တဲ့လူရှိတယ်မတော်တဲ့လူရှိတယ်ပေါ့နော်အဲ့တော့နတ်ဒီမာဆိုလို့ရှိရင်လည်းတော်တဲ့နတ်ရှိတယ်မတော်တဲ့နတ်ရှိတယ်အမျိုးစုံပေါ့ဆရာပြောမယ်ဆိုလို့ရှိရင်အဲ့တော့ ကိုယ်ကိုစောင့်ရှောက်တယ်ဆိုတာကိုနဲ့ကိုက်ညီတဲ့တူညီတဲ့နတ်ကပဲစောင့်ရှောက်တယ်။ဒါကြောင့်မလို့ဖះရှင်နဲ့ထက်တော့တကယ်သူတော်ကောင်းတွေဒုက္ခရောက်ပြီဆိုလို့ရှိရင်ဒါဒီတရားမင်းရဲ့ကြောက်ဖြာကြီးကတင်းလာပြီးတော့တရားမင်းရအောင်ဆင်းပြီးစောင့်ရှောက်ရတယ်ဆိုတော့လေဒါသူ့ရဲ့ကုသိုလ်ကံအရှိန်ဟုံဖုံးကံကြီးတဲ့ပုံကိုယ်တွေရှိတဲ့အတွက်ကြောင့်မလို့စောင့်ရှောက်တာပေါ့နော်ဆရာပြောချင်တာကတော့အဲ့တော့ဆရာပြောချင်တာဘာလဲဆိုလို့ရှိရင်နတ်တရားစောင့်ရှောက်သလားဝိဇ္ဇာတွေကစောင့်ရှောက်သလားဆိုဒီလိုပဲတူရတူရနတ်တရားစောင့်ရှောက်သွားမယ် ဝိဇ္ဇာတွေစောင့်ရှောက်အောင်ဒါကိုခံကျင်တယ်ဆိုလို့ရှိရင်ဆရာအရင်ဆုံးပြောပြမယ်ဆိုလို့ရှိရင်သူတော်ကောင်းတရားတွေဖြစ်တဲ့မဂ်ဂင်၈ပါးအကျင့်တရားမရှိဘဲနဲ့ဘယ်ဝိဇ္ဇာမှမစောင့်ရှောက်ပါဘူးဆရာတို့ဂိုင်းတော်ဝင်ဖြစ်လင့်ကစားပေါ့သူတော်ကောင်းပညာကြီးယူထားတဲ့ဒီစေးအသားပေါ်ရောက်ရင်ဝိဇ္ဇာမှန်သမျှစောင့်ရှောက်ရတယ်ဆိုတာမှန်တယ်ဘယ်နေရာမှာမှန်လဲဆိုခொနည်းအသားသမီးကဲတဲ့အချိန်မှာတော့မှန်ကောင်းမှန်လိမ့်မယ်မိမိရဲ့ကိုကြိုးစည်းဝါးရှာဖွေတဲ့အခါ မိမိရဲ့တိုးတက်ရာတိုးတက်လမ်းတွေလှုပ်ဆောင်တဲ့အခါမှာမိမိရဲ့ကိုချင်းသိက္ခာတွေဆရာတို့ပြောမယ်ဆိုကိုချင်းတရားတွေမမြင့်မြတ်ဘူးဆိုဘိုးဘောင်လည်းလာမဆောင်လျှောက်ဘူးဘိုးမင်းအောင်လည်းမဆောင်လျှောက်ဘူးတို့ရွှင်ကြောဆရာတော်ကြီးတွေဒီလေကိုယ့်ရဲ့အကျိုးကိုချိန်ပြီးတော့ဆောင်လျှောက်ဖို့အားလက်မှာမဟုတ်ပါဘူးဘာလို့လဲဆိုလို့ရှိရင်မိမိဒီသူတော်ကောင်းတရားနဲ့ညီတဲ့ပုဂ္ဂိုလ်မဟုတ်တဲ့အတွက်ကြောင့်မလို့ဆောင်လျှောက်မှာမဟုတ်ပါဘူးခொနရသားမိခဲ့တဲ့အချိန်မှာတော့တို့ကိုင်းဒီသူတော်ကောင်းပညာဖြစ်တဲ့အတွက်ကြောင့်မလို့ဆောင်လျှောက်တယ်ဆိုတာမှန်ပါလိမ့်မယ်ပေါ့ဒါကတော့တပိုင်းပေါ့ဆရာပြောနေတာအဲ့တော့ ဝိဇ္ဇာတွေတကယ်ဆောင်းလျှောက်ဖို့သူတော်ကောင်းတွေတကယ်ဆောင်းလျှောက်ဖို့ဆိုလို့ရှိရင်အဆောင်းလျှောက်ခံနိုင်တဲ့အကျင့်ရှိရမယ်သီလရှိရမယ်တမာတိရှိရမယ်ပေါ့နော်ဆရာပြောချင်တာကဘာလဲဆိုလို့ရှိရင်ခိုးဆိုးလူ၌ဓမြတိုက်နေမယ်စိတ်တဲ့ယုတ်ညံ့နေတဲ့ပုံကိုယ်တွေဆိုလို့ရှိရင်ဘယ်ဝိဇ္ဇာဆောင်းလျှောက်ပါမလဲဆရာပြောတာငါအတိတ်ကပထမ်းဆက်ရှိလို့ဆောင်းလျှောက်တယ်လို့ဘာလို့ဆိုတာဒါဂျေဘူးရအဖြစ်ပြောလိုက်မယ်ဆိုလို့ရှိရင်ဆရာအယူရှင်းဆုံးပြပြမယ်ဆိုဖះဟောမှာမတော်ဆက်ဘူးတဲ့ပုံကိုယ်ဆိုတာမရှိပါဘူး အဲ့တော့ဆရာတို့လက်ညှိုးထိုးလိုက်ဘိုးမင်းကောင်နဲ့လည်းဆရာတို့ဘဝတဘဝမှာတော်ခဲ့ဘူးမှာပဲဘိုးဘောင်နဲ့လည်းတော်ခဲ့ဘူးမှာပဲအဖဘိုးတော်အေးနဲ့လည်းတော်ဘူးမှာပဲအဖဘိုးတော်ပြူးနဲ့လည်းတော်ဘူးမှာပဲဒါကတော့ဗဇက်ရှိရင်ပြောလို့ရတဲ့အလုပ်တွေပါတကယ်စောင့်ရှောက်ခံပုံကူဟုတ်လားမဟုတ်လားဆိုတာဒီမိမိရဲ့ကိုမိမိရဲ့ကိုကျင်တရားနဲ့ပဲသက်ဆိုင်နေပေါ့အဲ့တော့ကိုယ်တကယ်သူတော်ကောင်းနဲ့ကြီးတွေကစောင့်ရှောက်ခံနေတယ်တကယ်နှကောင်းနှက်မြက်တွေကိုယ်အိမ်မှာရောက်လာပြီးတော့စောင့်ရှောက်တာခံနေတယ်ဆိုလို့ရှိရင်ဆရာတို့မင်္ဂလာတရားတော်ကို ခဏခဏရွတ်เสียမလို့မင်္ဂလာတရားတော့เนาะ나อยู่ပါအနတ်အထိပ်ပဲသိအောင်လုပ်ပါမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ net ဝတ္တရီကစောင့်ရှောက်မယ်ဖခင်တရားတော်တွေဒီပိဋိတ်တွေဒီတုတ်တန်တွေအစရှိတဲ့အရာတွေကိုဟောကြားခဲ့တာဒီလိုက်နာကျင့်သုံးမှုသာသနာစီအဆုံးအမဒီအဆုံးအမကို나간လိုက်နာကျင့်သုံးရင်မင်္ဂလာအပေါင်းနဲ့ပြည့်စုံလာပြီးတော့ဆရာတို့တွေဒီချမ်းသာခြင်းကိုလည်းဖြစ်စေမယ်လောကီချမ်းသာလောကုတ္တရာကိုချမ်းသာတို့ကိုဖြစ်စေမှာအမှန်မှာ အိမ်ရဲ့အိုးအိမ်ရဲ့ဒီနေထိုင်တဲ့အိမ်ရဲ့စီးပွားတွေဒီလည်းတက်လာမှာပါအဲ့တော့လူတွေကဘာလဲဆိုလို့ရှိရင်မင်္ဂလာရှိအောင်ဆိုပြီးမင်္ဂလာတရားတော်ကိုဖွင့်ကြတယ်ရွတ်ကြတယ်ဒါမှမဟုတ်မိုးလင်းလာတဲ့ဆဲဆိုမဲ့ဒီပြောမယ်ဆိုလောဘဒေါသမောဟအပြည့်တွေနဲ့လောက်ကိုင်းနေမယ်ဆိုလို့ရှိရင်ကိုနဲ့တူရတူရနတ်သေးနတ်မွားဆရာတို့ခုနကပြောသလိုအရေးချင်းမရှိတဲ့နတ်တွေကပဲကိုနားမှာရှိနေမယ်ဆိုလို့ရှိရင်ဘယ်တော့မှတူးတက်လာမှာဘယ်တော့မှအောင်မြင်လာမှာမဟုတ်ပါဘူးလို့ဆရာဒီနေရာကနေပြောပြခြင်းပါတယ် အဲ့တော့ကိုစောင်းနဲ့ရှိသလားဆိုလို့ရှိရင်ကိုတွင်းမှာစောင်းတဲ့နှက်တွေလူမှာမရှိပါဘူးကိုပကနေပြီးတော့စောင်းလျှောက်တဲ့သူတော်ကောင်းနှက်တွေအထက်နှက်မြက်တွေခုနကပြောလို့မိမိနဲ့သက်ဆိုင်ရာသက်ဆိုင်ရာတူရာတူရာမိမိပတ်ဝန်းကျင်မှာရှိတဲ့ယုတ်ကစိုးဘုံကစိုးအစရှိလို့ရှိကြတဲ့နှက်တွေကနေပြီးတော့ပြန်လဲပြီးတော့စောင်းလျှောက်တယ်ဆိုတာကိုဆရာဒီနေရာကနေပြီးတော့ပြောပြလိုက်တာပါအဲ့တော့ကိုကပို့ပြီးတော့ဖုံးကြည့်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ကိုယ့်ရဲ့လုပ်ငန်းစည်းပွားတွေတိုးတက်ခြင်းနဲ့ဆိုလို့ရှိရင် ဒီကိုယ့်ရဲ့အချက်သီလကိုပြုပြင်မှာကိုယ့်ရဲ့ကုသိုလ်စိတ်တွေကိုပြုပြင်မှာဒါဆိုလို့ရှိရင်တကယ့်နတ်ကြီးတွေဆောက်ရှောက်ခြင်းကိုခံရပါလိမ့်မယ်အဲ့တော့ဒီဗီဒီယိုလေးဒီခုနှစ်သားသမီးတိုင်းအတွက်အကျိုးရှိသွားမယ်ဆိုလို့ရှိရင်ဆရာဝမ်းသာပါတယ်အားလုံးပဲမင်္ဂလာပါ